တခါကတိုင်းပြည်တစ်ခုမှာဖူးဆန်းတဲ့ဥပဒေတစ်ခုကိုပြဋ္ဌာန်းထားခဲ့တယ်။ဥပဒေအရယောက်ျားတိုင်းဟာဘရင်ဖြစ်နိုင်ပြီးတိုင်းပြည်ကိုငါးနှစ်အုပ်ချုပ်ခွင့်ရှိတယ်။အဲဒီနောက်ဘရင်တက်တန်းကုံဆုံးတဲ့အခါမှာတော့သူ့ကိုတုံ့နောင်ပြီးတရဲထူထပ်ပြီးလူတအူးတယောက်မှမရှိတဲ့ကျွန်းတကျွန်းကိုပို့စီရာပဲဖြစ်တယ်။ အဲ့ဒီလိုနဲ့တိုင်းပြည်မှာရှိတဲ့ယောက်ျားများဟာဘယင်ဖြစ်ကိုတယောက်ပြီးတယောက်ရယူခဲ့ကြတယ်။ပထမဘယင်တယောက်နဲ့တက်ခဲ့တယ်။သူဟာဘယင်မဖြစ်ခင်ကတည်းကစီးစိမ်ခံစားဖို့ရည်ရထားခဲ့တယ်။သူဟာခန်းထားတဲ့ကပွဲသဘင်တွေစီရင်နေ။တပ်ပခန်းထားတဲ့နေရာတွေတိဆောက်ပန်းဖြေတယ်။မိန်းမတွေအများကြီးကိုလက်ထက်တယ်။ ။စိန်ခံစည်းတွေနဲ့သူ့စိတ်တောင်းဆိုရအရာမှန်သမျှကိုအတားအဆီးမရှိလုပ်ခဲ့တယ်။အဲ့ဒီလိုထင်တယ်လို့လုပ်ခဲ့ပြီးအချိန်ကားနှစ်တာဟာသူ့တတိမထားမိပဲ။စီးစိန်ချမ်းသာတွေကို ခံစားရင်းကုံဆုံးသွားခဲ့တယ်။အတနည်းမနဲ့မှာတော့ဘယင်ဟာအိယာကနေနိုးလာတော့စစ်တီတွေရောက်လာခဲ့တယ်။ကျွန်တို့ဟာတိုင်းကြီးရဲ့ဥပဒေအရတင်းကိုလာရောက်ခေါ်ဆောင်တာဖြစ်တဲ့တင်းဟာ၅နှစ်တာကာလပြည့်လုပ်ပြီးပြီဖြစ်တဲ့အတွက် တင့်ကိုဖန်စီပြီးတကြုံပို့ရလိမ့်မယ်။ဘယင်ဟာအံ့ဩခြင်းတော့မဖြစ်ခဲ့ဘူး။သူဒီလိုပဲအဆုံးသက်ရမယ်ဆိုတာအစကတည်းကသူသိထားခဲ့တယ်။ဒါကြောင့်လဲသူဟာငါးနှစ်အတွင်းအမြင့်မားဆုံးစီးစိမ်တွေကို ခံစားခဲ့ပြီးပြီဖြစ်တယ်။ဒါပေမဲ့တာယေတိယဆန်သူပြောတဲ့ကျုံးမာနေရမှာကိုတော့သူကြောက်နေခဲ့တယ်။သူတေကြီးပြက်စီးရတော့မယ်။အဲ့ဒီလိုနဲ့ဘယင်ဟာ ောင်ပြီးငိုကြွေးခဲ့တယ်။သူငိုနေပေမဲ့လည်းဘသူမှမရှိတဲ့တာရဲကျုံးမှာတယောက်တည်းပဲအော်ဟစ်ရင်းနေခဲ့ရတော့တယ်။ဒီလိုနဲ့နောက်ထပ်ဘရင်တပါးတက်ပြန်နေ။သူဟာလည်းပဲအတုံးခင်းကြီးစွာနဲ့ပဲစီးစိမ်ခံစားရင်းကုံဝင်ခဲ့ပြန်နေ။ပထမဘရင်သွားရနောက်ကိုပဲကောက်ကောက်ပါအောင်လိုက်ခဲ့ရပြန်နေ။ဒီလိုနဲ့ဘရင်တွေတယောက်ပြီးတယောက်ပြောင်းလဲလာခဲ့တယ်။ အစပိုင်းမှာရေရှင်မြူးထူးခြင်းနဲ့စပြီးငိုကြွေးခြင်းနဲ့အဆုံးသက်ရတဲ့ခီးတွေပဲပေါ့အဲဒီနောက်မှာတော့လူငယ်လေးတဦးဟာဘယင်ဖြစ်ကိုရောက်လာခဲ့တယ်။သူလည်းပဲပထမဘယင်တွေလိုပဲတူညီတဲ့အခွင့်ရရခဲ့တယ်။စီးစိမ်ခံစားခွင့်လည်းရလာခဲ့တယ်။ဒါပေမဲ့သူဟာ၅နှစ်ဆိုတဲ့အချိန်ကိုအတိပယ်ရှိစွာကုန်လွန်ဖို့ပဲတွေးတောခဲ့တယ်။ သူ့ဘသူ့ညဆုံးသက်ရမယ်တားရဲထုထက်တဲ့ကျုံကို သူရောက်တဲ့အခါအစဉ်ပြေစီဖို့ကြိုတင်စီစဉ်မှုတွေပြုလုပ်ခဲ့တယ်။ပထမနှစ်မှာဘယင်ကြီးဟာစီမံကိန်းတစ်ခုချမှတ်ခဲ့တယ်။သူဟာစစ်တီရဲမက်တွေကိယာဆန်လေ့ကျင့်ပေးတဲ့နေရာမှာကျန်းကျင်သူတွေကို အတူတွဲပြီးတားရဲကျုံကိုလွှတ်ခဲ့တယ်။အဲဒီလိုနဲ့တားရဲကျုံကကိယာဆန်ရိုင်းတွေ ပပျောက်ပြီးလူတွေအတွက် အကျိုးရှိမဲ့အိမ်မွေးတိယာဆန်တွေဖြစ်လာကြတယ်။ သူရဲ့စီမံကိန်းဟာငွေကြေးကုန်ကျများပြားခဲ့ပေမဲ့လေပထမဘီရင်တွေတုံးဖြုံနာကိုတော့မမိသေးဘူးဘီရင်ကြီးဟာ စနစ်တကျစီမံကိုကဲခဲ့တာကြောင့်စီမံကိန်းဟာစနစ်တကျပဲအောင်မြင်ခဲ့တယ်ဒုတိယနှစ်မှာတော့ဘီရင်ကြီးဟာလေယာစိုက်ပျိုးသူတောင်သူတွေကိုတားရဲတွေ မရှိတော့တဲ့တားရဲကျုံကိုပို့ပြန်တယ်တောင်သူတွေဟာကြီးမားတဲ့တီးနှံစိုက်ခင်းတွေလေယာတွေကိုစိုက်ပျိုးလုပ်ကင်ကြတယ် ။တတိယနှစ်မှာတော့သူဟာကျွန်းရဲ့အခြေခံအဆောက်အုံတွေဖြစ်တဲ့ကျောင်းတွေ၊ဆေးရုံတွေ၊ဓာတ်အားပေးဌာနတွေ၊လမ်းတွေတရားတွေကိုတိစောက်တယ်။စတုဒတ်နှစ်ကိုရောက်တဲ့အခါမှာတော့အင်ဂျင်နီယာ၊စရင်းကင်ဆရာ၊သုံးညာရင်စတဲ့အတက်ပညာရှင်တွေအကုန်လုံးကိုကျွန်းကိုပို့ပြန်တယ်။နောက်ဆုံးနှစ်မှာတော့သူဟာသူ့ရဲ့အဆွေမျိုးအပေါင်းအသင်းမိတ်ဆွေတွေကို တကျွန်းပို့ခဲ့တယ်။နောက်ဆုံးတော့သူ့ရဲ့အလှည့်လည်းရောက်လာခဲ့တယ်။ ငါးနှစ်တာကာလအကုန်ဆုံးပြီဖြစ်လို့ရဲမက်တွေဟာသူ့ကိုတုံ့နှောင်ပြီးတကြုံကိုပို့ခဲ့ကြတယ်။အဲ့ဒီအခါဘယင်ကြီးကကျင်းနဲ့စွာပြုံးပျော်ပြီးလိုက်ပါသွားခဲ့တယ်။သူ့အတွက်ตายရတဲ့နိုင်ငံတစ်တစ်ခုကအသင်ဆောင်ကြုံနေလို့ပါပဲ။အဲ့ဒီပုံမြင်လေးကကျွန်တော်တို့ကိုတတိပေးထားတာတွေရှိတယ်။ကျွန်တော်တို့တွေဟာပထမဘယင်တွေလို့ပါပဲ။အာသူမြကိုကိုယ်စိတ်တိုင်းကြตายရစွာပဲဖြတ်တန်းချင်ကြတယ်။ စိတ်အလိုကိုလိုက်ရင်ပျော်ရွှင်မှုတွေနဲ့တာကုန်လိုကြတယ်။အဆုံးသက်ကသူညကူးချိန်မှာတော့မောဟနဲ့ဖြတ်တန်းခဲ့ခြင်းရဲ့ဒဏ်ကို ခံကြရတယ်။အကုသိုလ်တွေကိုနာမသူညတကြုံအထိယူဆောင်သွားကြတယ်။ပညာရှိတွေကတော့ဒီလိုမဟုတ်ဘူး။ကုသိုလ်တရားကိုအငြင်းနဲ့လက်ကင်ထားပြီးနာမသူညအတွက်အနာဂတ်အတွက်ပြင်ဆင်ကြတယ်။အဲ့ဒီအတွက်အချင်းငွေကြေးကုန်ကြမှုတွေတော့ရှိကောင်းရှိမယ်။ ဒါပေမဲ့သူတို့အတွက်ကောင်းသောအနာဂတ်ကောင်းသောဘုံဘဝတွေလည်းစောင့်ကြိုနေပြီလေ